ီတဲခိုကန်ပိုင်ရှင်ရဲ့တမီးလေးကတော့တကယ်ကိုကန်ဆူမှုမောင်ကြခဲ့ရပါတယ်။သူမအခန်းထဲမှာအနားယူနေတုန်းမှာလူစိုးတစ်ယောက်ကရုတ်တရက်ဖောက်ထွင်းပြီးတော့ဝင်ရောက်လာတာပါ။ကြည့်ရတာသူ့မျက်လုံးတွေကတောက်ပြောင်နေတာနဲ့တင်နာမည်ဆိုးနဲ့ကြော်ကြတဲ့မရင်းသမားပန်ခိုးသူမှန်သိနိုင်ပါလေမိန်းကလေးကမွေးရပါနားမကြားစကားမပြောနိုင်တဲ့သူဖြစ်တာကြောင့်အကူညီရဖို့အတွက်အတန်ထွက်အောင်ကြမ်းမြင့်ကိုအသေးအတန်ကုတ်ချစ်ပြီးတော့ပုတ်တိုက်နေရရှာပါလေလူဆိုးကသူ့စိတ်ကြိုက်လုံတော့မဲ့ချိန်မှာပဲတဲခိုကန်းကိုရောက်လာတဲ့ အသက်ကြီးတယ်ဝီယာသူဆိုတဲ့တိုင်းသမားသူရဲကောင်တယောက်ကတကားကိုတွန်းဖွင့်ပြီးတော့ပြေးဝင်လာပါတယ်ဖုန်ကြီးဝီယာသူတော့မဟုတ်ပါဘူးသူရဲကောင်ကလှင်မြန်တဲ့တိုင်းခွက်အနေငယ်နဲ့လူဆိုးကိုချက်ချင်းပဲနှိမ်နေလိုက်ပါတယ်လူဆိုးကလည်းချက်ချင်းပဲခွန့်လွှတ်ဖို့တောင်းပန်มาတော့တယ်မထင်ထားတာကတော့အဲ့ဒီလူဆိုးရဲ့ဆရာကဝီယာသူရဲ့မိတ်ဆွေဟောင်းတယောက်ဖြစ်နေတာပါပဲဒါကြောင့်လူဆိုးကအသက်ချမ်းသာပေးဖို့ကိုအတင်းအကျပ် တောင်းပန်มาတယ်ဝီယာသူကလည်းခြိတုံချတုံဖြစ်နေပါတယ်သူနဲ့အတူတူပါလာတဲ့တမီးနှစ်ယောက်နဲ့တပည့်ကြီးတို့ကတော့လူဆိုးကိုတပ်ပစ်ဖို့ပဲတိုက်တွန်းနေတာပါ ဒါပေမဲ့ဝီယာသူကစိတ်ထားနုညံ့လွန်တာကြောင့်လူဆိုးကိုလှုပ်ပေးဖို့သဘောတူလိုက်ပါတယ်။လူဆိုးကိုတင်ငန်းစာပေးတဲ့အနေနဲ့မသွားခင်မှာသူ့ရင်ဘက်ကိုဓာထိပ်ဖျားနဲ့ချက်ချေကပ်ပုံဆွဲလိုက်ပြီးတော့လူကောင်းတယောက်ဖြစ်အောင်အပြုတ်မှုတွေကိုပြောင်းလဲဖို့မှာကြားလိုက်ပါတယ်။ဒီလူဆိုးကကျေးဇူးမသိတတ်တဲ့အပြင်ကောင်းတာကိုမကောင်းတာနဲ့ပြန်ဆက်မဲ့သူဆိုပြီးတော့ဘသူကထင်ပါလဲ။၃နှစ်ကြာပြီးတဲ့နောက်မှာအသက်ကြီးတဲ့ဝီယာသူကကျမ်းမာရေးတော်တော်လေးခြုံရင်းလာပြီးတော့ရိုးရိုးတာမန်အဖိုးတို့တယောက်လိုဖျားနာနေခဲ့ပါတယ်။သူ့သမီးနှစ်ယောက်ကစေကူတာဖို့ခေါ်သွားကြပါတယ်။ ဒါပေမဲ့လမ်းမှာပဲရန်သူဟောင်းမရင်းသမားပန်းခိုးသူရဲ့ခြုံခိုတိုက်ခိုက်တာကိုခံရပါတော့တယ်။ပန်းခိုးသူကပြုတ်ပြင်ပြောင်းလဲခြင်းမရှိအောင်သာမကပို့ပြီးဆိုးသွားပြီးတော့သူ့ရဲ့ဆရာအရင်ဖြစ်တဲ့မန်နက်အစိတ်ဓာရှင်ကိုပါတက်ပစ်ခဲ့တာပါ။အခုတော့ပန်းခိုးသူကမကောင်းမှုတွေအပေါင်းနဲ့ပြည်စုံနေတဲ့ပန်းခိုးသူအဖြစ်ဝီရသူကိုလက်စားချေဖို့ရောက်လာပါပြီ။ဒါမှခုတ်ခင်ပါပဲ။ပန်းခိုးသူကဝီရသူရဲ့တပည့်၁၈ယောက်ကိုအတူပါပို့ဖို့အတွက်ကြိုတင်ပြီးတော့အကြောင်းကြားထားပြီးပြီဆိုပြီးတော့မောင်းမာသွားကျုံးသွားလိုက်ပါတယ်။တပည့်တွေကလည်းလမ်းမှာရောက်နေကြပါပြီ။ ကံမကောင်းစွာနဲ့ပဲဝီရသူကဖျားနာနေတာကြောင့်တိုက်ခိုက်နှံဆွမ်းကအကြီးကျယ်ကိုကျဆင်းနေပါလေအာကောင်းမောင်းတန်လူစိုးကိုရင်ဆိုင်ရတဲ့အချိန်မှာတော့ဘာမှမတက်နိုင်တော့ပါဘူးအကြီးဆုံးသမီးကိုရိုက်နှက်ခံနေရတာကိုပဲကြည်နေရပါတော့တယ်လက်စားချေတဲ့အနေနဲ့လူစိုးကသူ့ရဲ့မန်နဲ့အစိတ်ဓာတ်နဲ့ဝီရသူရဲ့ခန္ဓာကိုယ်ပေါ်မှာကြက်ချေကပုံစံများစွာကိုရေးထွင်းလိုက်ပါတော့တယ်ဝီရသူနဲ့သူ့ရဲ့သမီးနှစ်ယောက်စလုံးကရရက်ဆက်ဆက်အသက်ခံနိုင်ရပါပြီမကြခင်မှာပဲလူစိုးကဝီရသူရဲ့တပည့်တစ်ဆက်ရှိယောက်ကိုပါခြုံခိုးတိုက်ခိုက်ဖို့တွားရောက်ပါတော့တယ် ူကမန်နဲ့အစိတ်ဓာပညာကိုကျွမ်းကျင်နေပြီဖြစ်ပါတယ်ဒီသားကလည်းအလုံးကိုထက်မြတ်တာပါပန်းကိုသူကတပည့်အားလုံးကိုဒဏ်ရာရအောင်ခုတ်ခဲ့ပေမဲ့မတတ်ခဲ့ပါဘူးသူကသဘောကောင်းလို့တော့မဟုတ်ပါဘူးနှိမ့်ဆက်ရတာကိုသဘောကျတဲ့စိတ်ရှိလို့ပါသူကမန်နဲ့အစိတ်ဓာကိုအပြင်းစားအစိတ်နဲ့တုတ်လင်းထားပြီးတော့တပည့်တွေကိုနှိမ့်ဆက်ပြီးတော့တေအောင်လုပ်ဖို့စီစဉ်ထားတာပါဒါပေမဲ့တပည့်တွေကတော့အရှက်ရတာကိုတီးမခံနိုင်တော့ပဲနဲ့တယောက်ပြီးတယောက်ကိုကိုကိုတက်တည်ခဲ့ကြပါလေလူစိုးထွက်သွားပြီးတဲ့နောက်မှာအတန်းငွေ့ငွေ့သာကြံ့နေ ဒုတိယတပည့်နဲ့တတိယမြောက်တပည့်တို့ကသတင်းပို့ဖို့အလျင်မြန်ပြေးထွက်ခဲ့ကြပါတယ်။ဒုတိယတပည့်လင်းရင်ကမြို့ထဲကိုစားနပ်ရိက္ခာချောက်သွားဝယ်ဖို့သွားနေတာပါ။အားလုံးကတနာယီတွင်းမှာတောင်ကုန်းပေါ်မှာပြန်ဆုံဖို့ချိန်ဆထားတာပါ။ဒုတိယတပည့်လင်းရင်ကိုအဝေးကနေမြင်လိုက်ရတဲ့ခါမှာတော့ဒဏ်ရာပြင်းထန်နေတဲ့တပည့်ကြီးနဲ့တတိယတပည့်တို့ကစကားပြောဖို့အတွက်တောင်အင်အားမရှိတော့ပါဘူး။လင်းရွေလှည့်ထွက်သွားတော့မယ့်အချိန်မှာပဲကိုကိုကိုမကယ်နိုင်တော့ဘူးဆိုတာသိတယ်တတိယတပည့်ကလည်းကိုကိုကိုတတ်တည်လိုက်ပါတော့တယ် မျောလင်ထားတဲ့အချိန်မှာလင်းရွင်ကသူတို့စီကိုရောက်လာပါတော့တယ်။အကြီးဆုံးတပည့်ကြီးကအဖြစ်ပြက်အားလုံးကိုရှင်းပြပြီးတဲ့နောက်မှာတေဆုံသွားပါတော့တယ်။လင်းရွင်ကဝမ်းနဲ့ကြည်ခွဲပခဲ့ရပါတယ်။သူကသူ့ရဲ့ဆရာအတွက်လက်စားချေဖို့ကဘာအနှံ့လိုက်လံရှာဖွေသွားမယ်ဆိုပြီးတော့ချိန်ဆလိုက်ပါတော့တယ်။တနေ့မှာနန်းတော်ရဲ့လုံခြုံရေးတပ်သားရဲ့တမီးဖြစ်သူချီဝါကအာသုဘသွားဖို့အတွက်ပြည်နယ်မြို့တော်တစ်ခုကိုခရီးထွက်ခဲ့ပါတယ်။လန်ခကြီးကမလုံးကျုံတာကြောင့်သူမကကုံတယ်လဲတဲ့နောက်ကနေပြီးတော့လိုက်ပါသွားဖို့ရထားမောင်းသူကိုတိတိကျကျမှားကြခဲ့ပါတယ် လူများများနဲ့ဆိုရင်ပို့ပြီးတော့လုံခြုံမယ်လို့သူမကထင်ခဲ့ပေမယ့်မထင်မှတ်ထားဘဲနဲ့သူတို့ကဓမြတွေနဲ့ကြုံတွေ့ခဲ့ရပါတော့တယ်။ရှုပ်ထွေးပွက်လို့ရိုက်နေတဲ့အချိန်မှာချီဝါကဓမြတွေရဲ့ဖန်ဆီးခြင်းကိုခံလိုက်ရပါတယ်။တော်ခကြီးမှာဒီလိုမျိုးအလားပါဆုံးမင်းမပြိုကိုတွေ့လိုက်ရတာရှားတာပေါ့။ဓမြကောင်းဆောင်ကမကောင်းမှုပြုဖို့လုံတော့မဲ့အချိန်မှာပဲကံကောင်းစွာနဲ့ပဲလင်းရင်ကအချိန်မီကြားဝင်ပြီးတော့ကဲတင်နိုင်ခဲ့ပါတယ်။ပြီးရနဲ့ဓမြအားလုံးကိုအလျင်အမြန်ချိန်မုံပြီးတော့မောင်းထုတ်လိုက်ပါတော့တယ်။ အသက်ကယ်ပေးတဲ့ယေရှုကိုလက်ထပ်ပြီးတော့ပေးဆက်ရုံကတပါတခြားနိလန်းနဲ့ပြန်ဆက်ဖို့မရှိတော့ပါဘူး။ဒါပေမဲ့အကြောင်းမျိုးမျိုးကြောင့်သူတို့နှစ်ဦးစလုံးကအဲ့ဒီအမှတ်တရကိုရင်ထဲမှာပဲမျိုးသိမ့်ထားခဲ့ရပါတယ်။လမ်းခွဲပြီးတဲ့နောက်မှာလင်းရွင်ကသူ့ရဲ့လက်စားချေရေးခရီးစဉ်ကိုဆက်လက်ပြီးရှောင်လန်းခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲပန်းခိုးသူကလွန်ခဲ့တဲ့၃နှစ်ကတဲခိုကန်ငယ်လေးကိုပြန်ရောက်လာပါတယ်။တဲခိုကန်ပိုင်ရှင်ကကြောက်ရွံ့တုန်လှုပ်နေပေမဲ့ဟန်ဆောင်ပြီးတော့နှုတ်ဆက်ခဲ့ရပါတယ်။ မထင်မှတ်ထားပဲနဲ့ပန်းခိုးသူကကျက်သွန်မိတ်ကျော်အော်နာမာတဲ့အပြင်တဲခိုးကန်ပိုင်ရှင်ကိုမင်းရဲ့ကျေးဇူးရှင်ကငါဓာတ်နဲ့တည်သွားပြီအခုသူ့တပည့်ကငါ့ကိုလက်စားချေပူလာနိုင်မယ်ငါဒီနေ့ဒီမှာနေပြီးတော့ရှင်းမယ်မင်းမြင်တွေ့အောင်ဆိုပြီးတော့ပြောလိုက်ပါတော့တယ်တဲခိုးကန်ပိုင်ရှင်ကအန်ဒီယေကိုရိမ့်မိပြီးတော့မိသားစုကိုတိတ်တဆိတ်ပုံခိုင်းပြီးတော့လင်းရင်ကိုအကြောင်းကြားဖို့ထွက်သွားပါတယ်ဒါပေမဲ့လူโซကနားမကြားတဲ့မိန်းကလေးနဲ့သူ့အမေကိုတွေ့သွားပါပြီ တစ်ဖက်မှာလေတဲခိုကန်ပိုင်ရှင်ကလမ်းမှာခရီးသွားနေတဲ့လင်းရွင်နဲ့တွေ့ဆုံပြီးတော့ပန်းခိုးသူကသူ့တဲခိုကန်မှာစောင့်နေကြောင်းပြောပြပါတယ်။လင်းရွင်ကလက်စားချေဖို့အတွက်အပြေးထွက်သွားဖို့လုပ်တဲ့အချိန်မှာပဲတဲခိုကန်ပိုင်ရှင်ကသတိပေးလိုက်ပါတယ်။အရင်ကလာတဲဘူးတဲ့တိုင်းသမားတယောက်ကပန်းခိုးသူရဲ့မန်နက်စိတ်ဓာတ်ကိုငကားကွယ်ရေးဓာတ်တစ်ခုတည်းကသာချိုးဖျက်နိုင်တယ်ဆိုပြီးတော့ပြောဘူးတယ်ဆိုပြီးတော့ပြောတဲ့စကားပါ။သူတို့စကားပြောတဲ့အံကိုနောက်ကလိုက်လာတဲ့ပန်းခိုးသူကကြားသွားတာကိုတော့သူတို့မသိခဲ့ပါဘူး။ တဲခိုကန်ပိုင်ရှင်ကငကားကွယ်ရီသားကပြည်နယ်မျိုးတော်မှာရှိပြီးတော့အဲ့ဒီတငယ်ချင်းကလင်းရွင်ရဲ့ဆရာဟောင်းရဲ့မိတ်ဆွေဖြစ်တာကြောင့်သူ့စီကနေဓားကိုငှားယူပြီးတော့လူဆိုးကိုအနိုင်ယူဖို့အကြံပေးပါတယ်။ဒါပေမဲ့လက်စားချေဖို့ဆရာထက်တန်နေတယ်လင်းရွင်ကတော့ဓားကိုသွားမယူပါဘူး။တဲခိုကန်ကိုတနက်မမတ်သွားခဲ့တာပါ။မမျှော်လင့်မဲနဲ့လင်းရွင်ထွက်သွားတာနဲ့တပြိုင်နက်တည်းမှာပဲလူဆိုးကတဲခိုကန်ပိုင်ရှင်ကိုတတ်ပစ်လိုက်ပါတော့တယ်။လင်းရွယ်တဲခိုကန်းကိုရောက်နေတဲ့ခါမှာတော့မိခင်နဲ့နားမကြတဲ့မိန်းကလေးတို့ကဝမ်းနေပွေရာတိတ်ဆုံးနေကြပါပြီ တဲခိုကန်ကလည်းလူရှင်းနေပါတယ်။လင်းရွင်ကအဖြစ်ပြက်ကိုလေးလာနေတော့မှပဲပရေပေါ့ပြင်ဘက်ကကျူပင်တွေကလှုပ်ခွာလာပါတယ်။အဲ့ဒါကဓမြအုပ်စုကလက်စားချေဖို့ရောက်လာတာပါ။တချို့ကကျမ်းမြင်အောင်မှာပုံနေပြီးတော့တချို့ကခေါင်းမိုးပေါ်မှာလင်းရွင်ကိုခြုံခိုတိုက်ခိုက်ဖို့စီစဉ်ထားပါတယ်။ဒါပေမဲ့လင်းရွင်ကသူ့ရဲ့အတွင်အားကိုအသုံးပြုပြီးတော့သူ့တစုံကိုတတိပေးတဲ့အနေနဲ့ပြစ်ထုတ်လိုက်ပါတယ်။သမားတွေထွက်ပြေးသွားမယ်လို့ထင်ခဲ့ပေမဲ့သူတို့ရဲ့ခေါင်းဆောင်ကတူကိုဖမ်းမိပြီးတော့သူ့ရဲ့တိုင်းပညာကလည်းမဆိုးလာပါဘူး။ ဒါကြောင့်စကားတစ်ခုမှမပြောဘဲနဲ့တိုက်ခိုက်မှုကိုစတင်ပါတော့တယ်။ခေါင်းဆောင်ရဲ့အားပေးမှုကြောင့်တပည့်လေးတွေကရဲတင်းလာကြပြီမဲ့မုံလာဦးတွေလိုမျိုးပဲလှီးဖြတ်ခံလိုက်ရပါတယ်။ဓမြခေါင်းဆောင်ကတောင်းလင်းရွင်ကိုမရှင်းနိုင်ပါဘူး။လင်းရွင်ရဲ့တူပစ်လိုက်တဲ့ပညာကဟန်ပြတက်တက်ပဲဖြစ်ကြောင်းကိုအခုတော့သိသွားပါပြီ။ခဏတွင်မှာပဲလင်းရွင်ကြောင့်ဓမြတွေကထိတ်လန့်တုန်လို့ဆိုတာနဲ့ထွက်ပြေးခဲ့ရပါတယ်။မြက်ခင်းတဲ့ကိုပြေးဝင်သွားတဲ့ဓမြတွေစီကရုတ်တရက်အော်ဒန်နေထွက်ပေါ်လာပါတယ်။ပြီးတဲ့နောက်မှာတော့ပန်းခိုးသူထွက်လာပါပြီ။သူကတဲခိုကန်ပိုင်ရှင်ရဲ့တူပစ်ကြောင်းလင်းရွင်ကိုလိန်ပြောခဲ့ပါတယ်။ အံ့ဩစရာကောင်းတာကလင်းရင်ကလည်းသူ့ကိုတကယ်ကိုယုံကြည်သွားတာပါဒါလည်းနားလည်နိုင်ပါတယ်ဘာလို့လဲဆိုတော့ဒါကသူတို့ရဲ့ပထမဆုံးတွေ့ဆုံခြင်းဖြစ်တဲ့အတွက်သူ့ရဲ့ရန်သူကဘလို့ပုံမှန်သဏ္ဍာန်ရှိမှန်းသူမသိခဲ့ပါဘူးလူစိုးကဟန်ဆောင်ပန်ဆောင်နဲ့သူ့ဦးလေးကိုဘာလို့တတ်လိုက်တာလဲဆိုပြီးတော့လင်းရင်ကိုမေးတဲ့အထိဖြစ်ခဲ့ပါတယ်။လင်းရင်က "तू ကဝီရသူရဲ့တပည့်ဖြစ်ပြီးတော့ပန်းခိုးသူကိုလာရှာတာဖြစ်ကြောင်းရှင်းပြပါတယ်။ပို့ပြီးယုံကြည်အောင်လိန်ဖို့အတွက်ပန်းခိုးသူက သူ့ရဲ့ဦးလေးတဲခုကံပိုင်ရှင်တေကန်ဒီမှာလင်းရွင်ကိုငကားကဝယ်ရီဓာတ်တစ်ခုတည်းကသာလူဆိုးရဲ့မန်နဲ့အစိတ်ဓာတ်ကိုတံမြန်နိုင်အောင်ပြောကြခဲ့တယ်ဆိုတာပါပြောပြလိုက်ပါတော့တယ်ပန်းခိုးသူကလင်းရွင်ကနေတဆင့်ငကားကဝယ်ရီဓာတ်ကိုရယူဖို့ဒီလိုလုပ်ခဲ့တာဖြစ်ပါတယ်ဒါကြောင့်လင်းရွင်ကဓာတ်ကိုရှာဖွေဖို့ခရီးဆက်ခဲ့ပါတော့တယ်ဒီလိုနဲ့လင်းရွင်ကပြည်နယ်မြို့တော်ကိုရောက်တဲ့အခါမှာငကားကဝယ်ရီဓာတ်ရဲ့တိကျတဲ့တီနီယာကိုတဲခုကံပိုင်ရှင်ကိုမမေးခဲ့မိကြောင်သတိရသွားပါတယ်အဲ့ဒါနဲ့အဲ့ဒီဓာတ်ပေါ်လာအောင်ဆွဲဆောင်ဖို့အတွက်လင်းရွင်ကဘယ်ဘဲဘုတ်တစ်ခုစီကိုသွားခဲ့ပါတယ် သူကလက်ရကောင်းတဲ့ဓာတ်ချောင်းမှယူလို့ကြောင်းပြောခဲ့ပါတယ်ဘဘဲစီယာကသူ့ရဲ့ပစ္စည်းတွေကိုပြသပြီးတော့ခြုံထက်တဲ့တမ်မနီဓာတ်တစ်လက်ကိုထုတ်ပြခဲ့ပါတယ်မထင်မှတ်ထားပဲနဲ့လေးရွင်ကအဲ့ဒီတမ်မနီဓာတ်ကိုအသာလေးလိန်ချိုးလိုက်တဲ့အခါမှာအလွယ်တကူပဲကျိုးပဲ့သွားပါတယ်ဘဘဲစီယာကလည်းမတတ်နိုင်တော့တဲ့အဆုံးမှာတိုင်းပညာရှင်ကြီးဟေဒါရွင်ကိုရှာဖို့အတွက်စုံထောင်းတောင်ကိုသွားဖို့လေးရွင်ကိုအကြံပြုလိုက်ပါတယ်တောင်မောင်ရောက်တဲ့အခါမှာတော့ဟေဒါရွင်ကလေးရွင်ကိုစမ်းသပ်ဖို့အတွက်သူ့ရဲ့အဖိုးတန်ဓာတ်တစ်လက်ပေးလိုက်ပါတော့တယ်သူကသူ့ရဲကောင်းနဲ့လက်နက်ကောင်းကလိုက်ဖက်ကြောင် လင်းရွင်ရဲ့တိုင်းပညာကောင်းရင်ဒီဓာတ်ကိုအခမဲ့ပေးမယ့်အကြောင်းပြောလိုက်ပါတယ်။လင်းရွင်ကလည်းချက်ချင်းပဲဓာတ်တိုင်းပုံစံတစ်ခုကိုပြလိုက်ပါတယ်။ဟေဓာရွင်ကအံဟောလို့မဆုံးပါဘူး။ပြီးတာနဲ့ဓာတ်ကိုလင်းရွင်စီကိုကမ်းပေးလိုက်ပါတယ်။ဒါပေမဲ့လင်းရွင်ကဒီဓာတ်ကိုမလိုချင်ပါဘူး။ငကားကကွယ်ရေးဓာတ်ကိုပဲလိုချင်တယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီစကားကိုကြားတဲ့အခါမှာဟေဓာရွင်ကခေါင်းကိုခါရမ်းလိုက်ပြီးတော့တခါမှမမြင်ဘူးဆိုပြီးတော့ညှင်းဆိုလိုက်ပါတယ်။တခြားရွေးစရာမရှိတော့တဲ့အတွက်ကြောင့်လင်းရွင်ကသူ့ရဲ့ရှာဖွေရေးခရီးကိုဆက်ပြီးတော့ထွက်လာခဲ့ရပါတယ်။ သူကတပည့်ကောင်းဆောင်ရဲ့ညီဖြစ်သူဟုန်ကဲရဲ့ပြစ်မှတ်ထားခြင်းခံနေရကြောင်းကိုတော့သူမသိခဲ့ပါဘူး။နေ့လေသာစားချိန်မှာတော့လင်းရွင်ကတဲခိုကန်တစ်ခုမှာထိုင်နေတုန်းမှာပဲသူရွေးချယ်ခဲ့တဲ့ထိုင်ကုန်ကြောင့်ရက်ဆက်ကြမ်းကြုတ်တယ်ပုံမှန်သဏ္ဍာန်ရှိတဲ့မုန်းစိတ်ထူထူလူကြီးတယောက်ကိုဒေါသထွက်စေခဲ့ပါတယ်။လင်းရွင်ကလည်းအ short ပေးမဲ့သူမဟုတ်တာကြောင့်နှစ်ယောက်သားတိုက်ခိုက်ကြပါတော့တယ်။ရလက်ကတော့ခံမှန်းထားတဲ့အတိုင်းပါပဲ။မုန်းစိတ်ထူနဲ့လူကြီးကမရှင်းနိုင်ပါဘူး။တဲခိုကန်ပိုင်ရှင်ကဝင်ရောက်ဖြန့်ပြေးပေးမှသာတိုက်ပွဲကရပ်တန့်သွားပါပြီ။ လင်းရွင်ထွက်ခွာသွားပြီးတဲ့နောက်မှာမုတ်စိတ်ထူနယ်လူကြီးကရှုံးလိမ့်တာကိုလက်မခံမနေတာနောက်ကလိုက်ပြီးတော့ထပ်မံပြီးရန်စပါတော့တယ်ထိတ်တိုက်ရင်ဆိုင်မှုချုပ်ပြီးမှတော့မုတ်စိတ်ထူနယ်လူကြီးကဆက်ပြီးတော့မရှင်ရဲသေးပဲနဲ့အသက်ကြီးတဲ့အမျိုးသမီးတဦးကိုမတော်တဆထိခိုက်တဲ့ရန်ရရခဲ့ပါတယ်လင်းရွင်ကဒဏ်ရာရတဲ့အမျိုးသမီးကိုအိမ်ထိလိုက်ပို့ပေးခဲ့ရပါတယ်မထင်မှတ်ဖဲနဲ့မုတ်စိတ်ထူနယ်လူကြီးကသူ့ရဲ့ညီကိုတွေကိုခေါ်ပြီးတော့လင်းရွင်ကိုဝိုင်းတိုက်ဖို့ကြံစီပါတော့တယ်ဒါပေမဲ့သူတို့ကလည်းလင်းရင်ကိုအနိုင်ယူနိုင်ခြင်းမရှိဘဲနဲ့သူတို့ရဲ့လက်နက်တွေပါတင်စီချင်းခံလိုက်ရပါတော့တယ် ဒီမုတ်စိတ်ထုနဲ့လူကြီးကလုံကြုံရေးအဆောက်ရှောက်အာမခံလုပ်ငန်းကဖြစ်ပြီးတော့လက်နက်ဆောင်ထားတာကြောင့်ရန်လိုတဲ့အပြုမျိုးမျိုးလုပ်ခဲ့တာဖြစ်ပါတယ်။လေးဝင်ကိုမရှင်ရဲမှန်းသိပေမဲ့သူကရန်စားတဲ့သူဖြစ်ဆက်လက်တရုပ်ဆောင်နေပြီးတော့အာမခံလုပ်ငန်းမှာပြိုင်ပွဲလုပ်ဖို့တောင်ဖိတ်ခေါ်လိုက်ပါတယ်။အာမခံလုပ်ငန်းကိုရောက်တဲ့အခါမှာတော့လင်းရွင်ရဲ့တရှိမှုကကြောက်စရာကောင်းနေတော့မှာပဲအာမခံလုပ်ငန်းရဲ့တထေးကအတွေ့အကြုံရှိတဲ့တိုင်းသမားဖြစ်ပြီးတော့ရင်းဆိုင်တိုက်ခိုက်ရင်အဆုံးသက်ကောင်းမှာမဟုတ်ဘူးဆိုတာသိပါတယ်သူကငွေကြေးသုံးပြီးတော့အငင်းပွားမှုကိုဖြေရှင်းဖို့ကြိုးစားပါတယ် ဒါပေမဲ့လင်းရွင်ကတော့လက်မခံပါဘူးဒီလိုနဲ့သူတို့ရဲ့တိုက်ပွဲကစတင်ခဲ့ပါပြီရလက်ကတော့ခံမှန်းထားတဲ့အတိုင်းမှာပဲအမားခံလုပ်ငန်းကဘယ်သူမှမရှင်းနိုင်ပါဘူးနောက်ဆုံးမှာတော့လင်းရွင်ကဟန်ပါပါနဲ့ပဲအမားခံလုပ်ငန်းကနေထွက်ခွာလာခဲ့ပါတယ်ဒါပေမဲ့မုတ်စိတ်ထူတဲ့လူကြီးကတော့လက်မလျှော့ပါဘူးသူကတနေရာကနေပြီးတော့အကူညီပေးမယ်တခြားတစ်ဖွဲ့ကိုထပ်ပြီးရှာပါတယ်သူတို့ကအထင်ကြီးစရာကောင်းတယ်လို့ပုံပေါက်နေပေမဲ့သူတို့ရဲ့စွမ်းရည်ကလည်းတိတ်မကောင်းပါဘူးခဏလေးတွင်းမှာပဲလင်းရွင်ကသူတို့ကိုမောင်းထုတ်လိုက်ပါတော့တယ်လမ်းကြားတစ်ခုမှာလင်းရွင်ကဓမြကောင်းဆောင်ရဲ့ညီဖြစ်သူဟုန်ကဲနဲ့ယင်ဆိုင်ရပါတော့တယ် ဟုန်ကဲရဲ့ဓာတ်ပညာကအတော်လေးကိုကောင်းပြီးတော့တခြားတစ်ဖက်ဤထက်ကိုတာလွန်ပါတယ်။ဒါပေမဲ့သူ့ကိုအံ့ဩစေတာကသူ့ရဲ့အဖိုးတန်သားကိုလင်းရွင်ကလက်ပလာနဲ့ဖမ်းချုပ်လိုက်တာပါပဲ။အဲ့ဒီအကြည့်နဲ့အချိန်ဟွာနဲ့တင်သူကရှုံးနေသွားခဲ့ပါပြီ။မတက်တာတဲ့ဆုံးမှာဟုန်ကဲကထိတ်လန့်တဲ့ကြားနဲ့ထွက်ပြေးခဲ့ရပါတော့တယ်။သူ့တို့ရဲ့တိုက်ပွဲကိုအသက်ကြီးတဲ့အဖိုးတို့ကမြင်တွေ့ခဲ့ရပါပြီ။ဒီအဖိုးကလင်းရွင်ရဲ့ဆရာရဲ့မိတ်ဆွေအောင်တို့ဦးဖြစ်ပြီးတော့လင်းရွင်ကဘသူဘွားဖြစ်ကြောင်းကိုမှတ်မိသွားပါတော့တယ အသေးစိတ်အခြေအနေကိုသိပြီးတဲ့နောက်မှာအဖိုးကလင်းရွင်ကိုငကားကကွယ်ရတာကတော်ဝင်အဆောင်ဟောင်းဝမ်ချီရဲ့လက်ထဲမှာရှိကြောင်းကိုပြောပြခဲ့ပါတယ်။ဒါပေမဲ့ဝမ်ချီကအလုတ်ကနေပြီးတော့နှုတ်ထွက်ပြီးတော့တောခုတ်သွားပြီးတဲ့နောက်မှာဘဲကိုရောက်သွားမှန်းသူမသိတော့ဘူးဆိုပြီးပြောပါတယ်။လင်းရွင်ကခရီးဆက်ဖို့ထွက်ခွာလာတဲ့ခေချိန်မှာပဲလမ်းမှာပန်းခိုးသူနဲ့ရင်ဆိုင်တွေ့ပြန်ပါတယ်။ပန်းခိုးသူကလင်းရွင်ကိုလှည့်စားပြီးတော့ငကားကကွယ်ရတဲ့တီနီယာကိုမေးမြန်းနိုင်ခဲ့ပါတယ်။အဲ့ထက်ပိုဆိုးတာကပန်းခိုးသူကအရင်ကတည်းကများများနဲ့ပူပေါင်းကြံစီနေတာပါ။ သူတို့ကအသက်ကြီးတဲ့အမျိုးသမီးနဲ့သူ့ရဲ့သမီးကိုပြန်ပေးဆွဲပြီးတော့ကြားကိုတောင်ပေါ်ကနေဆေးရောင်လုပ်တဲ့ပရိယေကိုအသုံးပြုခဲ့ပါတယ်။သူတို့ကထောင်ချောက်ဆင်ထားပြီးတော့လင်းရွင်ကိုလာခဲ့ဖို့ပြောခဲ့ပါတယ်။လင်းရွင်ကလည်းတစ္ဆာရှိပြီးတော့ဂုံတိတ်ခါကိုတန်ဖိုးထားတဲ့သူဖြစ်တာကြောင့်ထောင်ချောက်မှန်းသိပေမဲ့အသက်ကြီးတဲ့အမျိုးသမီးနဲ့သူ့ရဲ့သမီးကိုမကယ်ပဲမနေနိုင်ပါဘူး။ဒါနဲ့သူကဓမြရရဲ့ဝင်းရံခြင်းကိုခံလိုက်ရပါပြီ။နှစ်ဖက်ပြင်းပြင်းထန်ထန်တိုက်ခိုက်နေတုန်းမှပဲအဖိုးတို့တယောက်ကတန်ဖိုးရှိတဲ့ဓာတ်တလက်ကိုလင်းရွင်စီကိုပြစ်ပေးလိုက်ပါတယ်။အဲ့ဒီဓာတ်ကတော့ငကားကွယ်ဓာတ်အစ်စ်ပါပဲ။ တကယ်တော့အဲ့ဒီအဖိုးကတော်ဝင်အဆောင်ဟောင်းဝန်ကြီးဖြစ်နေတာပါနဂါကကွယ်ရတာကိုရလိုက်တဲ့အတွက်လင်းရင်ရဲ့တိုက်ခိုက်ဆွမ်းရည်ကအကြီးကျယ်ကိုတိုးတက်လာပါပြီလူစိုးကနောက်ွယ်ကနေကြည့်နေရင်လည်းရှင်မယာမန်းကိုတိလိုက်တာနဲ့အသက်ကြီးတဲ့အမျိုးသမီးရဲ့သမီးကိုဘေးဘက်ကိုဆွဲခေါ်သွားပါတော့တယ်နောက်ဆုံးဆုံးဖြတ်တိုက်ပွဲစတင်တော့မယ်လို့ထင်ရတဲ့ချိန်မှာပဲပန်းခိုးသူကသူ့ရဲ့အကျင်ဟောင်းကိုထပ်မံသုံးပြလိုက်ပါတယ်သူနဲ့အတူပါလာတယ်ဓမြတွေကိုတတ်ပစ်ပြီးတော့အသက်ကြီးတဲ့အမျိုးသမီးရဲ့သမီးကိုကဲတင်ဖို့ရောက်လာတဲ့တဲခိုကန်းပိုင်ရှင်ရဲ့တူအဖြစ်ပြန်လဲပြီးတော့ဟန်ဆောင်လိုက်ပြန်ပါတယ် လင်းရွယ်လိုက်မိလာတဲ့ခါမှာပန်းခိုးသူကသူ့ကိုထပ်မံလှည့်စားဖို့ကြိုးစားနေပြီးတော့နဂါကကွယ်ရေးသားကိုကြီးခွင့်ပေးဖို့တောင်းဆိုပါတော့တယ်။ထိုင်မက်ဒီတစ်ခါမှာတော့လင်းရွယ်ကလူဆိုးရဲ့ရင်ဘက်ကအင်ကြီးကိုဓားနဲ့ခွဲခြားလိုက်ပါတော့တယ်။ချက်ချင်းပဲကြက်ချေကအမှတ်သားပေါ်လာပါတော့တယ်။တကယ်တော့လင်းရွယ်ကအစောကြီးကလေးကတန်တရားရှိနေတာပါ။သူ့ရန်သူဘသူပဲဝါဆိုတာသိရှိပြီးတဲ့နောက်မှာတော့သူတို့နှစ်ယောက်ကနောက်ဆုံးတိုက်ပွဲကိုစတင်ပါတော့တယ်။နဂါကကွယ်ရေးသားကမန်နဲ့အစိတ်သားရဲ့အားနည်းချက်ပါ။ခဏလေးအတွင်းမှာပဲပန်းခိုးသူကအားနည်းချက်များစွာနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ ဒါနဲ့သူကအသက်ကြီးတဲ့အမျိုးသမီးရဲ့တမီးကိုတစားကန်ဖြစ်ဖမ်းဆီးလိုက်ပါတော့တယ်။ရှုပ်ထွေးမှုတွေကြားတဲ့ကပန်းခိုးသူကတုတ်တန်တစ်ခုလေးကိုထွက်ပြေးသွားပါတော့တယ်။လင်းရွင်ကလည်းတင်းချိုင်းကူရဲ့ထိတ်ထီကိုလိုက်ပါသွားပါတယ်။အဲ့ဒီနေရာကလင်းရွင်အတွက်မျက်စိလဲစရာနေရာဖြစ်နေပါတယ်။ပန်းခိုးသူကလင်းရွင်ကိုချောင်းချောင်းတိုက်ခိုက်ဖို့ပြင်ဆင်လိုက်ပါပြီ။ကံကောင်းစွာနဲ့ပဲအသက်ကြီးတဲ့အမျိုးသမီးရဲ့တမီးကသတိပေးခဲ့ပါတယ်။လင်းရွင်ကလည်းအချိန်မီတုံ့ပြန်ခဲ့ပြီးတော့တိုက်ခိုက်မှုကိုရှောင်လွှဲနိုင်ခဲ့ပါတယ်။ပြီးတာနဲ့ပြေးစရာနေရာမရှိတော့တဲ့ပန်းခိုးသူကိုလိုက်ပြီးတော့ထပ်မံတိုက်ခိုက်ပါတော့တယ်။ မကောင်းမှုကသူ့အကျိုးကိုသူပြန်ပေးသေးတယ်မြဲပါပဲနောက်ဆုံးမှာတော့လေးရင်ကပန်းခိုးသူရဲ့မျက်နှာပေါ်မှာချက်ချေကပုံကြီးကိုဓားနဲ့ထွန်းထုတ်လိုက်ပါတော့တယ်နဂါးကဝေးဓားနဲ့ခုတ်ခတ်ရတဲ့ရာလက်ကတော့ခံမှန်းထားတဲ့အတိုင်းတေဆုံးခြင်းပဲဖြစ်ပါတယ်ဟုတ်ကဲ့ဒီလိုမျိုးဇလံကောင်းလေးတွေကိုဇက်တိုက်တင်ဆက်ပေးပါမို့ကျွန်တော်တို့ channel ကိုလည်း like and subscribe လေးလုပ်သွားခဲ့ပေးပါဦးခင်ဗျာ